ရခိုင်ပြည်မောင်နှံမြို့နယ်မြောက်ပိုင်းနန်းတာတောင်တာယာကုန်းကြီးရွာကားလမ်းမှာ အာစာချက်ဖတ်အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်အရဲသားတဦးသေဆုံးပြီးတော့နောက်ထပ်တဦးဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။သေဆုံးသူဟာကြီးကန်းပြည်အနီးအောင်တာယာကြီးရွာကဆန်ကေကေရီသမားကိုကျော်စုဝင်းဖြစ်ပါတယ်။သူဟာအော်တိုဝါလာ21ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာကျင်းချောင်းရွာကိုသွားစဉ်တာယာကုန်းလမ်းပေါ်မှာအာစာအဖွဲ့ရဲ့တိုက်ခိုက်ရှင်ကိုခံခဲ့ရတာဖြစ်ပါတယ်။သူနဲ့အတူလိုက်ပါလာသူမှလည်း ဒဏ်ရာတွေရရှိသွားတယ်လို့နန္တာတောင်ကြီးရွာသားတယောက်ကပြောပါတယ်။မောင်တော်မြို့နယ်လေယာခွာဆုံနဲ့တာယာကုန်းကြီးရွာအကြားဆိုင်ကယ်ကယ်ရီတမားပြည်သူ၃ဦးကိုလည်းအာဆာအဖွဲ့ကမိုင်းခွဲတိုက်ခိုက်လို့တဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိခဲ့ပါတယ်။အော်တိုဘာလ၁၇နေ့ကလည်းလေယာမုစလင်ကြီးရွာလန်ခွာဆုံမွာခရီးသွားဒေသခံဆိုင်ကယ်ကယ်ရီသမား၃ဦးကိုအာဆာ RSO အဖွဲ့တွေကရှောင်းမြောင်းပစ်ခတ်လို့တအူပွေရှင်ပြီးတည်ဆုံခဲ့ပြီးတော့ ကျန်းတဲ့နှုတ်ဦးဟာလည်းအပြင်းထန်တရားရရှိသွားခဲ့ပါရဲ့ရှင်။